ီကနေ့အမှုတော်ဆောင်တွေမြောင်များစွာရှိပါတယ်ဆိုတော့အဲ့ဒီအမှုတော်ဆောင်တွေအဲမှာဘလို့ကွဲပြားနေတဲ့အမှုတော်ဆောင်တွေရှိတယ်လေဆိုတာကိုဒီနုကပတော်အားဖြင့်စင်ချင်ခွန်အားယူတိဆောက်ရအောင်အားလုံးမင်္ဂလာပါ Spiritual Break ကနေအားလုံးကို ကြိုဆိုပါရစေ။အပတ်စဉ်ဘုရားသခင်ရဲ့နှုတ်တော်ထွက်တရားစကားကိုခေါ်အားယူတည်ဆောက်နိုင်ဖို့ရအတွက် Page ကို Like Follow လုပ်တာပို့ရန်ခရစ်တော်နာမ၌အားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်။ အားလုံးမင်္ဂလာပါ spiritual break ကနေအားလုံးကိုကြိုဆိုပါတယ်ဒီအပတ်မှာတော့အမှုတော်ဆောင်နဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ကိုခွန်အားပေးတိုက်တွန်းချင်တာဖြစ်တယ်ဖခင်ရဲ့အမှုတော်ဆောင်တွေဒီကနေ့များစွာအဝန်းကျင်ထဲမှာကျွန်တော်ရဲ့အတင်းတော်ထဲမှာများစွာရှိပါတယ်ဆိုတော့အမှုတော်ဆောင်တွေလို့ပြောတဲ့အခါမှာတပုံစံတည်းလို့တော့မတတ်မလိုက်ပါနဲ့ပုံစံကွဲပြားခြားနားမှုတွေအများစွာရှိပါတယ်အဲ့ဒီထဲကနေကိုယ့်ကိုဥဆောင်နေတဲ့အမှုတော်ဆောင် ကျွန်တော်ရဲ့ကျမရဲ့အတင်းတော်မှာရှိတဲ့အမှုတော်ဆောင်ကဘလို့အမှုတော်ဆောင်အမျိုးအစားလဲဆိုတာကိုစဉ်းကျင်ကျွန်တော်ကျမဟာဘယ်အမှုတော်ဆောင်အမျိုးအစားထဲမှာပါနေတယ်လဲဆိုတာကိုတိဆောက်ခွန်အားယူဖို့ရန်ဒီနုကပတော်အဖြစ်တူးစီတိုင်းကိုဖိတ်ခေါ်လိုက်ရပါတယ်နုကပတော်တပိုက်ဖတ်ခြင်းပါတယ်ဟေဘေဩဝါဒစာအခန်းကြီး၄အငယ်၁၁ဖြစ်တယ် ဖယားတခင်ရဲ့နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လက်တကားတို့အထက်ထက်ချင်းနဲ့ပြည့်စုံသည့်ဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နဲ့ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းတည်မြင်တတ်၏နှုတ်ကပတ်တော်တမတရားကကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ဘဝတွေကိုခွဲခြားစိတ်ပြပြီးထိုးထွင်းတည်မြင်နိုင်တဲ့နှုတ်ပတ်တော်ဖြစ်တယ် ဒီနှုတ်ကပတော်နဲ့ချိန်ထိုးကြည့်တဲ့အခါမှာကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့အခြေအနေကိုအကုန်အစင်တည်နေနေမှာဖြစ်တယ်။ဆိုတော့ကျွန်တော်ခေါင်းစဉ်ကိုကွဲပြားခြားနာတော်အမှုတော်ဆောင်လို့ကျွန်တော်ခေါင်းစဉ်ပေးထားတာဖြစ်တယ်။ဆိုတော့ပထမအမှုတော်ဆောင်ကဘလို့အမှုတော်ဆောင်လဲဆိုရင်ခံစားချက်အမှုတော်ဆောင်ဖြစ်တယ်။ခံစားချက်ပေါ်မှာ အခြေခံပြီးတော့အမှုတော်ဆောင်တဲ့အမှုတော်ဆောင်ဖြစ်တယ်။ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စန္ဒအပေါ်မှာ အခြေခံပြီးတော့ အမှုတော်ကိုထံရွက်ကြတယ်စိတ်ပျော်ရင်ပျော်တယ်လို့မပျော်ရင်မပျော်တယ်လို့ကိုယ့်ရဲ့ခံစားချက်ပေါ်မှာမူတည်ပြီးအတက်ရှင်တယ်ဒီနေ့ခံစားချက်မကောင်းဘူးဆိုရင်ဖះကိုချီးမွမ်းဖို့အတွက်ဘလို့မှမဖြစ်နိုင်ဘူးခံစားချက်စိတ်ထဲမှာမပျော်ဘူးဆိုရင်သူတပားကိုခွန်အားပေးဖို့လည်းမဖြစ်နိုင်ဘူးခံစားချက်မကောင်းဘူးဆိုရင်တရားဟောဖို့ဆိုအယံဝေသွားပြီး ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲကိုယ့်ရဲ့ဘဝအတ္တတာကိုအချိန်ဖြုံးပြီးတော့ခံစားချက်ပေါ်မှာအတက်ရှင်နံမှုတော်ဆောင်ဖြစ်တယ်။မိမိရဲ့လူချင်းမှုမိမိရဲ့တက်မဲ့မှုပေါ်မှာအခြေခံပြီးတော့အမှုတော်ကိုထမ်းရွက်တယ်။တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာရှိလူကခရစ်ကျအခန်းကြီး20နှစ်အငယ်40နှစ်မှာတခင်ယေရှုခရစ်တော်ကသူ့ရဲ့ခံစားချက်နဲ့သူ့ရဲ့ဆန္ဒကိုဥပိ္ပခာပြုတဲ့အကြောင်းကိုတွေ့ရတာဖြစ်တယ်။အကျွန်ုပ်အဖာဤခွက်ကိုကျွန်ုပ်မှလွန်ရင်လွန်သွားပါစေ။သူ့ရဲ့ သူကားတိုင်တက်ရမယ်အခြေအနေကြုံလာခါနီးဂရိရှင်မှာဥယျာဉ်မှာဆူတောင်းတဲ့အချိန်မှာတောင်းလျှောက်တဲ့စကားတော်ဖြစ်တယ်။ကားတိုင်တက်ရမယ်အမှုကိုလွန်ရင်လွန်သွားနိုင်ပါစေ။ဒါမဲ့ကျွန်တော်အလိုတော်တိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုတော်တိုင်းဖြစ်ပါစေ။ချစ်တော်အမှုတော်ဆောင်မိပါညီအကိုမောင်နှမများတခါတလေမှာကျွန်တော်ရဲ့ခံစားချက်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်အမှုတော်ဆောင်တတ်ကြတယ်ခံစားချက်ကောင်းရင်ကောင်းတယ်လို့မကောင်းရင်မကောင်းတယ်လို့ ီကနေ့အမှုတော်မှာဆက်ကကြတယ်ကျွန်တော်တို့ရဲ့ခံစားချက်ပေါ်မှာအခြေခံပြီးအမှုတော်ဆောင်တာကိုဖျားရှင်ဘလို့မရှိပါဘူးဖျားရဲ့စကားတော်ပေါ်မှာအမီပြုတ်ပြီးတော့အလိုတော်ဆောင်တဲ့အတက်တာကိုဖျားအလိုတော်ရှိတယ်ဆိုတဲ့အရာကိုခွားပေးတိုက်တွန်းချင်တာဖြစ်တယ်ဒုတိယအမှုတော်ဆောင်ကမျက်နှလို့ရအမှုတော်ဆောင်ဒီလိုလူတွေကအတင်းတော်ထဲမှာကျွန်တော်တို့ပဝန်းကျင်ထဲမှာများစွာရှိတယ်လူရဲ့မျက်နာကိုကြည့်တယ်ပတ်စံရှင်ရှိတယ်လို့ ငွေကြေးချမ်းသာရင်ချမ်းသာတယ်လို့အာနာရှင်ရှိတယ်လို့ခွဲခြားပြီးဆက်ဆံတဲ့အမှုတော်ဆောင်တွေဖြစ်တယ်။ဆိုတော့အတင်းတော်ထဲမှာဆိုရင်ကျွန်တော်တို့စင်းရဲတဲ့မိသားစုတွေစီမှာခွန်အားပေးတွားဖို့အတွက်ဝတ်ပြုစည်းဝေးတွားဖို့အတွက်ခြေလန်းတွန့်ကြတယ်။ချမ်းသာတဲ့သူတွေအာနာရတဲ့သူတွေအကုန်တရေရှိလူကြီး တွေရဲ့အိမ်တွေမှာဆိုရင်ကျွန်တော်တို့ခြေလန်းထပ်မတအောင် ကျွန်တော်တို့တွားပြီးတော့ခွန်အားပေးကြတယ်။တိုက်တွန်းကြတယ်။ နိုးစော်ကြတယ်ဒီလိုလူတွေဟာခွဲခြားပြီးတော့အမှုတော်ကိုစက္ကန့်နေတာဖြစ်တယ်မျက်နှာလူရအမှုတော်ဆောင်လို့ကျွန်တော်ကောင်းစင်ပေးထားတယ်ဆိုတော့မျက်နှာလူမျက်နှာရအမှုတော်မှာစက္ကတ်တယ်ငွေကြီးချမ်းတာတဲ့တူတွေစီမှာမျက်နှာလူမျက်နှာရနဲ့အမှုတော်ဆောင်ကြတယ်ဆိုတော့ဒီလိုလူတွေပဲဖြစ်တယ်ဒီနေ့အတင်းတော်မှာရှိတဲ့အာနာရတဲ့တူတွေအတင်းတော်မှာရှိတဲ့ချမ်းတာတဲ့တူတွေကိုဖျက်ဆီးနေတာမျက်နှာလိုရအမှုတော်ဆောင်တွေဖြစ်တယ်။ ဆိုတော့ချမ်းသာတဲ့တူတွေပတ်စံရှိတဲ့တူတွေကိုဆိုရင်နှုတ်ကပတ်တော်တွင်တင်ဖို့အတွက်အရန်ဝေးတယ်မရှိစင်းရဲတဲ့တူတွေနဲ့မိဘမဲ့တွေကိုဆိုရင်ဆုံးမတတ်ကြတယ်အပြစ်တွေကိုထောက်ပြတယ်အပြစ်တွေကိုဖော်ပြတယ်သူတို့ကိုအမြဲတမ်းဆုံးမတယ်တွင်တင်နေဒါပေမဲ့လေငွေကြေးချမ်းသာတဲ့တူတွေစည်းစိမ်ရှိတဲ့အာဏာရှိတဲ့တူတွေကိုမဆုံးမရဲဘူး ်အမားတွေကိုတွိနေပေမဲ့လည်းမဆုံးမရဲဘူးဘာကြောင့်လဲမျက်နှာလိုရအမှုတော်ဆောင်ဘဝမှာတူရှိနေလို့ဖြစ်တယ်အဲ့ဒီအချိန်အခါမှာဒီငွေကြေးချမ်းသာတဲ့သူနဲ့အာနာရှိတဲ့သူတွေကကိုဟာမားနေတာကိုမားနေမှ မတိတဲ့အခါမှာကိုရဲ့အမားကိုအမှန်လို့ထင်တတ်ကြအဲ့ဒီလူနဲ့ဘဲအတင်းတော်မှာထင်တိုင်းကျင်းနေတဲ့သူတွေဖြစ်လာတယ်ဆိုတော့ဒီလူတွေကို ဖြစ်စည်းနေတာဒီမျက်နှလို့ရအမှုတော်ဆောင်တွေဖြစ်တဲ့လူတွေနဲ့လက်ယုံညီထွေစွာပေါင်းတင်ဆက်ဆံခြင်းကိုဥစားပေးပြီးတော့ဆုံးမတင်းတဲ့သူတွေကို မဆုံးမဘူးအပြစ်ဖော်ပြတင်းတဲ့သူတွေကိုမဖော်ပြဘဲနဲ့အတက်ရှင်တတ်မျက်နှလို့ရအမှုတော်ဆောင်တွေကျွန်တော်တို့ဘဝအတ္တတဲမှာဖြစ်တတ်တယ်ရှိတတ်တယ်ဆိုတဲ့အရာလေးကိုအဲတပါးချက်စာနှုတ်ကပတော်အဖြစ်တွေ့ရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့် တမချန်းစာမှာဘာပြောထားတယ်လဲကပ္ပဦးကျန်းအခန်းကြီး29အငယ်10မှာငါဤမျက်နာကိုရှာကြလောလို့သာဝရဘုရားတခင်ကပြောပါတယ်လူရဲ့မျက်နာကိုမရှာနဲ့လူရဲ့ဂုံစည်းစိမ်ကိုမရှာနဲ့ လူတွေမျက်နှာတာပေးမှာကိုမရှာနဲ့ငါမျက်နာကိုရှာကြလို့လို့နှုတ်ကပတ်တော်ကျမ်းစာမှာအတိအလင်းပေါ်ပြထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာဒီနံပါတ်၃အမှုတော်ဆောင်ကဘလို့အမှုတော်ဆောင်လဲဆိုတော့အခအကျင်းငွေအမှုတော်ဆောင်။ဒီအမှုတော်ဆောင်ကဝိုင်းရည်ပြေတနာကိုဖြည့်ရှင်းဖို့ရန်အတွက်အမှုတော်ဆောင်တာဖြစ်တယ်။ငါအမှုတော်ဆောင်ရင်တလဘလောက်ရရမယ်ဆိုတဲ့ခံစားချက်တို့မှရှိတယ်။ငွေကြေးရဖို့အတွက်ပဲ ုံနောက်ထဲမှာရှိတယ်။တရားဟောပွဲသွားရင်ငါ့ကိုဘလောက်ပေးကြမလဲ။ဆုတောင်းပွဲသွားရင်ငါ့ကိုဘလောက်ပေးကြမလဲ။ဒီအမှုတော်မှာငါဆက်ကချင်းဖြစ်ငါအတွက်ဘာအကျိုးရှိမလဲ။ငါအတွက်ပတ်စံဘလောက်ရမလဲ။ငါမိသားစုအတွက်ဘလောက်ထောက်ပံ့ရမလဲဆိုတဲ့မျိုးလင့်ချက်နဲ့ အမှုတော်ဆောင်နဲ့အမှုတော်ဆောင်တွေကျွန်တော်ရဲ့ပဝန်းကျင်ထဲမှာများစွာရှိတယ်ကျွန်တော်ကိုယ်တိုင်ဖြစ်နေတယ်ချစ်တော်ဓမ္မမိတ်ဆွေမိဘညီကိုမောင်နှမများကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းဒီဖယားကိုချစ်လက်ဖယားကို တစ္ဆာရှိလက်ဖယားကိုကျေးဇူးတင်လက်ပျောက်ဆုံးဝင်ရင်များကိုကယ်တင်ခြင်းအဖို့အလို့ငါနဲ့ဖယားရဲ့တိုးတွေကိုဝါစွာကျွေးမွေးပြီးတော့စောင့်ရှောက်ဖို့ရတဲ့ဖယားခါထားခြင်းခံရတဲ့တူတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကငွေကြေးပဲကြည့်တယ် ပတ်စံပဲကြည့်တယ်။နှုတ်ကပတ်တော်ကို မကြည့်တော့ဘူး။တမန်တရားကိုမကြည့်တော့ဘူး။ငွေကြေးပဲခေါင်းထဲမှာရှိပြီးတော့အကျိုးအမြတ်ကိုပဲမျိုးကိုစဉ်းစားပြီးတော့ဆက်ကတ်နေတဲ့အမှုတော်ဆောင်တွေကျွန်တော်မှများစွာရှိတယ်။ဘိုက်ပြတနာကိုအမှုတော်ဆောင်ရင်းနဲ့ဖြေရှင်းတတ်တဲ့သူတွေကျွန်တော်ရဲ့ပဝင်ကျင်ထဲမှာအခအကျင်းဝင်အမှုတော်ဆောင်များစွာရှိတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အဖြစ်တွေ့ရတာဖြစ်တယ်။သူတို့ရဲ့အတ္တတာအแทမှာဘာတွေကိုစဉ်းစားတယ်လဲဆိုရင်သူတို့လက်ရှိ မိသားစုထဲမှာခက်ခဲနေတဲ့အခက်ခဲကိုဖြေရှင်းဖို့ရံပဲသူတို့ကတာဆူနေကြတယ်လူစင်မှာခက်ခဲနေတဲ့အခက်ခဲကိုဖြေရှင်းနိုင်ဖို့အရေးပဲခေါင်းထဲမှာစဉ်းစားတယ်ခေါင်းထဲမှာတွေးတယ်ဖယားကိုချစ်တဲ့စိတ်တွေပျောက်ဆုံးကုန်တယ်ဖယားပေါ်မှာထားတဲ့တစ္ဆာတွေပျောက်ဆုံးကုန်တယ်အမှုတော်ဆောင်တယ်ကျွန်တော်ပဝန်ကျင်ထဲမှာတင်းတော်ထဲမှာညားစွာရှိတတ်တယ်ဆိုတဲ့အရာကိုစင်ကျင်ကိုအာယူတိဆောက်မိပါတယ်ဆိုတော့တမန်တော်ရှင်ပေါလုကဘလူခံယူချက်နဲ့ သူကအမှုတော်ဆောင်တယ်လေဆိုရင်လက်ရှိဖြစ်ပျက်နေတဲ့အခက်အခဲကိုပြဿနာကိုခက်ခဲမှုကိုဖြေရှင်းဖို့ရန်အတွက်သူဒီအမှုတော်ဆောင်တာမဟုတ်ဘူးသူအမှုတော်ဆောင်ကြီးရဲ့အကျိုးကိုတမလုံမှာဖျားပင်စင်ထားတယ်ဆိုတဲ့အရာပေါ်မှာစိတ်ချခြင်းနဲ့သူဒီအမှုတော်ဆောင်တာဖြစ်တယ် တိမောတေဒုတိယဆောင်ခန်းကြီးလေးအငယ်၈မှာယခုမှစ၍ဓမ္မတရဖူဒီငါအဖို့တူထားလက်ရှိ၏လို့ကျမ်းစာမှာဖော်ပြပါတယ်ချစ်တော်မိဘညီကိုမောင်နှမများသူ့ရဲ့အတ္တာမှာသူ့ရဲ့စက္ကခြင်းနဲ့သူ့ရဲ့အမှုဆောင်ခြင်းဒီတမလုံအတွက် အကျိုးကြီးတယ်ဆိုတာကိုသူသဘောပေါက်တယ်။ तू အခုမသေးသေးဘူး။ဒါပေမဲ့တေချင်းရဲ့တမလို့မှာသူ့အတွက်ဓမ္မတရဖူရှိတယ်ဆိုတဲ့အရာပေါ်မှာစိတ်ချခြင်းနဲ့သူဒီအမှုတော်ကိုစက္ကတဖြစ်တယ်။ဒါကြောင့်ဟောအပ်ပေးခြင်းနဲ့တီဆုပ်ဈေးခြင်းနဲ့ကျွန်တော်ရဲ့ဘဝအတက်တာထဲမှာလက်ရှိအခက်အခဲကိုပဲဖြေရှင်းခြင်းတဲ့အခကျင်းဝင်အမှုတော်ဆောင် မဖြစ်ဘဲနဲ့တမလူအတွက်စိတ်ချတော့ယခုလှုပ်ဆောင်မှုအပေါ်မှာတမလူအတွက်ရမယ့်အကျိုးကိုစိတ်ချတော့အမှုတော်ဆောင် ဖြစ်ကြရအောင်ကွာပေးတဲ့တွင်ချင်းနေနောက်ဆုံးမှုတော်ဆောင်ကပါလေအစေခံကျုံအမှုတော်ဆောင်ဖြစ်တယ်အစေခံကျုံမှုတော်ဆောင်ကရှေ့မှာပြောထားခဲ့တဲ့အမှုတော်ဆောင်တွေအားလုံးရဲ့စန့်ကျင်ဘက်ဖြစ်တယ်ဖခင်ရဲ့မေတ္တာကိုခံစားတယ်ဖခင်ရဲ့ကျေးဇူးကိုခံစားတယ်ဖခင်ရဲ့တစ္ဆာကိုနားလေသဘောပေါက်ပြီးတော့ဖခင်ရဲ့အမှုတော်မှာဆက်ကပ်တယ်ပျောက်ဆုံးဝိညာဉ်တွေကိုကေတင်ခြင်းနဲ့စိတ်ခရစ်တော်နဲ့မိတ်ဆက်ပေးပြီးခရစ်တော်လုပ်ပေးတဲ့ကေတင်ခြင်းကျေးဇူးတရားအကြောင်းကို တိစေခြင်းနဲ့စန္ဒနဲ့အမှုတော်မှာဆက်ကပ်တယ်။ခက်ခဲမှုတွေဒုက္ခတွေပြဿနာတွေထုံနှောင်ခြင်းတွေနဲ့အတားအဆီးတွေကိုတော်လွားနိုင်တဲ့ခွန်အားလဲဘုရားသူတို့ကို ပေးတယ်။အဲ့ဒီအရာတွေကနေသူတို့ကြော်လွားနိုင်ယုံတာမကဘဲနဲ့ဒီကနေ့ယုံကြည်သူဖြစ်နေတဲ့တိုးတွေကိုပြန်လဲကြီးထွားလာအောင်ပြုစုပြိုးထောင်တဲ့အမှုတော်မှာတစ္ဆာရှိစွာပါဝင်ဆက်ကပ်တဲ့အမှုတော်ဆောင်ဖြစ်တယ်။ ပတ်စံကိုပဲမကြည့်ဘူးလူတွေရဲ့မျက်နှာကိုပဲမကြည့်ဘူးခံစားချက်ပေါ်မှာပဲအခြေမခံဘူးဖယားပေါ်မှာအခြေခံတယ်နှုတ်ကပတ်တော်ပေါ်မှာအခြေခံပြီးတော့ပတ်စံမရှိတဲ့သူကိုလည်းဆုံးမတယ်လို့ငွေကြေးချမ်းသာတဲ့သူကိုလည်းရေးရေးဝုန်းဝုန်းအပြည့်ကိုခေါ်ပြရတဲ့အမှုတော်ဆောင်ဖြစ်တယ်အဲ့ဒီလိုအမှုတော်ဆောင်ကိုဖယားကဓာတုတစ္ဆာရှိသောငေသားကောင်းလို့တတ်မှတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပတ်ဝန်းကျင်ထဲမှာအမှုတော်ဆောင်တွေမြောက်များစွာရှိတယ်ကျွန်တော်ကျမကိုတိုင်အမှုတော်ဆောင်ဖြစ်နေမယ်ဆိုရင် ကျွန်တော်ကျမဒီဘယ်အမှုတော်ဆောင်အမှုအစားမှာပါဝင်နေတယ်ဆိုတာကိုခွန်အားယူရင်ယုံကြည်သူတွေဆိုရင်ကျွန်တော်ကျမရဲ့အတင်းတော်အထဲမှာရှိတဲ့အမှုတော်ဆောင်တွေကဘယ်လိုအမှုတော်ဆောင်အမှုအစားအထဲမှာပါဝင်နေတယ်လဲဆိုတာကိုခွန်အားယူတိဆောက်ရင်ဓာတုတစ္ဆာရှိတော်ငေတာကောင်ဆိုတဲ့ဖရာရဲ့စိတ်တော်နဲ့ထိတွေ့တဲ့အမှုတော်ဆောင်အတ္တတာကိုအတူတူကရှောက်လန်းရအောင်လို့ဒီနုကပတော်အဖြစ်ခွန်အားပေးတိုက်တွန်းလိုတာဖြစ်တယ် ဆက်လက်ပြီးတော့ဒီနှုတ်ကပတ်တော်ကိုတခြားသူတွေပြန်လည်ကြားနာခွန်အားယူတည်ဆောက်နိုင်ဖို့ရအတွက်ဆက်လက်ပြီးတော့ဒီနှုတ်ကပတ်တော်ကိုမျှဝေပေးရအောင်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဖြစ်သားများကိုချစ်လုံးခြင်းခြင်းရင်ဝင်တော်သားဆုံးရဲ့ရှာနာကျင်တော်လေ